ချစ်ခင်ရသူများအားလုံးမင်္ဂလာပါရှင်ဒီဗီဒီယိုလေးမှာတော့11 11ပေါ်တဲ့ guided activation meditation လေးတင်ဆက်ပေးထားပါတယ်ဒီ11 11ပေါ်တဲ့ meditation လေးကိုကျမနဲ့အတူလိုက်လုပ်ဖို့အတွက်အားလုံးကိုဖိတ်ခေါ်ပါတယ်တက်တောင်းတက်တာဖြစ်စီမဲ့နေရာလေးမှာကြားထိုင်တဲ့ပုံစံသုံးဖို့လို့ရှင်လဲလဲလျောင်းပြီးတော့နေနိုင်ပါတယ်မျက်လုံးလေးမှိတ်ပြီးစိတ်ကိုရှင်းချထားပါ သက်ပြင်းပြင်းလေးတစ်ချက်ရှုသွင်းရှုထုတ်လုပ်မယ်။ထပ်ပြီးတော့ဖြည်းဖြည်းချင်းအသက်ရှုသွင်းလိုက်ပြီးခဏလောက်ဟိုးလုပ်ထားမယ်ခဏအသက်အောင့်ထားပါမယ်။ပြီးရင်လေတွေအကုန်လုံးကိုရှုထုတ်လိုက်ပါမယ်။စိတ်နဲ့ကိုယ်မှာဖြစ်တည်နေတဲ့လေးပင်နေတဲ့အရာတွေအားလုံးကို ဖြေလျှော့ထားလိုက်ပါနောက်တစ်ချိန်အသက်ရှူသွင်းလိုက်ပါဟုတ်ထားမယ်ဒီရီအကုန်လုံးရှူထုတ်မယ်အခုံးတွေကိုဖြေလျှော့ထားပါမျက်နှာကြောရှင်တွေအကုန်လုံးလည်းဖြေလျှော့ထားပါ မေးရိုးတွေတင်းနေလားဖြေလျှော့ထားပါအသက်ရှူသွင်းရှူထုတ်လိုက်တိုင်းမှာတတိလေးကပ်ပြီးတော့အာယုံလေးစိုက်ထားပါမယ်ကိုဟာအင်မတန်မှတန့်စင်မြင့်မြတ်တဲ့နေရာကို ရောက်ရှိနေပြီးကိုရဲ့ intention ရည်ရွယ်ချက်ရည်မှန်းချက်တွေအားလုံးဟာကိုနဲ့ align ဖြစ်နေတဲ့အခြေဆက်မိနေတယ်ဆိုတာကို သိထားပါ ကိုမှာအဆောင်ရှောက်နှက်ကောင်းနှမျက်တွေဝင့်ရံချံရံနေတယ်။ကို့အတွက်ကောင်းခြင်းတရားတွေအထောက်ပံ့တွေပေးမဲ့အင်ဂျယ်တွေဟာလည်းကိုနဲ့အတူရှိနေတယ်။ဒီ11 11ပေါ်တန်ဟာကို့ရဲ့စိတ်နှလုံးနဲ့ကို့ရဲ့ခန္ဓာအခြေဆက်မိမိနဲ့ကို့အတွက်ကောင်းခြင်းတရားတွေယူဆောင်လာပေးနိုင်တဲ့တကားပေါက်လေးဖြစ်တယ်။ကို့ရဲ့အတွေးတွေကို့ရဲ့စိတ်ခံစားချက်တွေနဲ့ကို့ရဲ့ တွင်းစိတ်ထဲကနေနက်နက်ချိုင်းချိုင်းလိုချင်တောင်းတနေတဲ့အရာတွေကိုမှတ်တစ်ချက်ကဲ့သို့ပြန်လည်မြင်အောင်သိရှိစေတဲ့အချိန်ကောင်းလေးဖြစ်ပါတယ်။ဒီအချိန်မှာကျမတို့အတူတူဒီ swine and we energy တွေကိုဖွင့်မယ်။ကျမတို့အတွက်အကျိုးမရှိတဲ့အရာတွေအတုံးမဝင်တော့တဲ့အရာတွေအကုန်လုံးကိုဆွန့်လွတ်မယ်ရှင်းလင်းမယ်။ပြီးရင်ကျမတို့စိတ်ဝိညာဉ်ကတကယ်အမှန်တကယ်တောင်းတတဲ့ အရာတွေနဲ့ကျမတို့ရဲ့နှလုံးသားကိုချိတ်ဆက်ကြပါမယ်။ဒီ meditation မှာကိုလိုချင်တဲ့အရာတစ်ခုရည်ရွယ်ချက်တစ်ခုကိုရှာဖွေပြီးအဲ့ဒီအရာကိုအာရုံပြုပါ။တကယ်လို့ထူးထူးခြားခြားကြီးမဟုတ်ရင်တောင်မှကိုပါလိုချင်လဲဘာလုပ်ချင်လဲဘဝမှာဘာဖြစ်ချင်လဲဆိုတာကိုရှင်းရှင်းလင်းလင်းသိခွင့်ရချင်တာ သူမဟုတ်လို့ရှင်ကိုယ့်ရဲ့ရည်ရွယ်ချက်တွေနဲ့ကိုယ့်ရဲ့လှုပ်ဆောင်ချက်တွေအချိန်ဆမိမိဖြတ်တန်းခြင်းမိတာဒါမှမဟုတ်ရင်ကိုလိုချင်တောင်းတတဲ့အရာတခုကို manifest လုပ်တာလဲလုပ်လုပ်နိုင်ပါတယ်ဖြစ်နိုင်ပါတယ်ဘလို့အရာပဲဖြစ်ပါစေ ကိုယ့်ရဲ့စိတ်ထဲမှာပထမဆုံးကျမတို့ဒီလိုလေးပြောကြည့်ပေးပါမယ်နော်ငါရဲ့စိတ်ဝင်ခြင်းရဲ့အမြင့်မားဆုံးသော frequency ချိန်နှုန်းများကို ဖွင့်ဟပါတယ် ငါသည်11 11ပေါ်တဲဆွမ်းအင်နဲ့ကိုက်ညီတယ်။ငါသည်ငါအတွက်ကောင်းကျိုးရှိတာတွေကိုပဲငါထံနေခွင့်ပြုပါတယ်။ဒီအတွေ့အလေးတွေကို စိတ်ထဲမှာမှတ်ထားပါ။ဆက်လက်ပြီးကျမတို့ဒီထက်ပိုပြီးတော့မှ net shine တဲ့အရာတွေကိုဆက်လုပ်ကြရအောင်ဆက်လက်ပြီးကျမတို့ရဲ့အာယုံကိုကျမတို့ခန္ဓာကိုယ်စီကို ပြန်ပြီးတော့မှအာယုံဆိုင်မြေ ကိုအသက်ရှူသွင်းရှူထုတ်လုပ်လိုက်တိုင်းဒီနှိမ့်လိုက်မြင့်လိုက်ဖြစ်နေတဲ့ပိန်လိုက်ဖောင်းလိုက်ဖြစ်နေတဲ့ကိုယ့်ရဲ့ဝမ်းပိုက်နေရာကိုသတိပြုပါကျမတို့အသက်ရှူတဲ့အခါကျမတစ်ကနေလေးအချီရေးထားပေးမယ်နောက်ပြီးအသက်အောင်ထားချိန်မှာကျတော့1 2ဆိုပြီးတော့မှရေးပေးမယ်အသက်ပြန်ရှူအသက်ပြန်ရှူထုတ်တဲ့အခါကျရင်တော့အထဲမှာရှိတဲ့လေးတွေအကုန်လုံးကိုရှူထုတ်မှုတ်ထုတ်လိုက်နိုင်မှုအတွက်ကို ကျမတစ်ကနေ6ချီကောင်းလုပ်ပေးပါမယ်။အဲ့ဒီအတိုင်းကျမတို့ထက်ခါလဲလဲနဲ့အဲဒီအတိုင်းဒီပုံစံအတိုင်းကျမတို့၄ချိန်စတိုင်းလုပ်ပါမယ်။သက်ရှူထုတ်လိုက်တိုင်းမှာကိုယ့်ရဲ့စိတ်ဖြစ်မှုတွေ၊စိုးရင်ကြောင်ကြောင်မှုတွေကိုတပါးတည်းဆုံးချုပ်ပြလိုက်ပါ။ကဲကျွန်မတို့စားလိုက်ကြရအောင်။သက်ကိုရှူသွင်းလိုက်မယ်။ဖြည်းဖြည်းချင်းရှူသွင်းမယ်။1 2 3 4 two, three, four. Hold. One, two. 练习皱眉。One, me? One, two, three, four, five, six. two, three, four, five, me? One, two, three, four. Hold. One, two. me? One. two, three, four, five, six. Bien, viroma, tâche de me. One, two, three, four. Ho. One, two. Bien, chute me. One, two, three, four, five, six. Bien, chute me. Bien, chute me. One, 2 3 4 hold 1 2ရှင်းရှင်းထုတ်မယ်1 2 3 4 5 6အခုဆက်လက်ပြီး grounding session လေးကိုပြုလုပ်ပါမယ်အသက်ရှိသွင်းရှိထုတ်ကိုကျွန်တော်ပုံမှန်လေးပဲဆက်လုပ်နေပါမယ်အသက်ရှိသွင်းလိုက်တိုင်းမှာတန့်စင်တဲ့မြင့်မြတ်တဲ့စွမ်းအင်တွေ ဆုပ်ယူလိုက်ပြီးတော့ရွှေဖြူရောင်အလင်းနှင်းလေးဟာကျမတို့ရဲ့အိုးကောင်းနေရာကနေစပြီးခန္ဓာကိုယ်လေးကိုစီးဝင်စီးဆင်းနေတဲ့ပုံစံလေးကိုမြင်ရကြည့်ပါအဲ့ဒီလင်းနှင်းလေးဟာကျမတို့အိုးကောင်းနေရာကနေတစ်ဆင့်လက်ဖူးနေရာရောက်ရှိလာချိန်မှာတော့ကျမတို့မှာရှိနေတဲ့စိတ်ဖြစ်စီမှုတွေတင်းကျပ်မှုတွေကိုချော့ချပြလိုက်ပါ အဲ့ဒီနောက်လဲပဲနေရနောက်ရှင်ဘတ်နဲ့နှလုံးသားဗဟုချက်တည့်ကိုရောက်လာပြီးနှလုံးသားတစ်ခုလုံးအလေးရောင်ကြီးထုံးလင်းသွားတာကိုမြင်ရပါတယ်။အဲ့ဒီကနေတဆင်နှမောင်းနေရာတွေကိုအလေးရောင်ကြီးပြန်လာတယ်။ကြောယူတွေခြေတောက်တွေနဲ့ခြေချောင်းလေးတွေအထိအလေးရောင်ကြီးကလွှမ်းခြုံထားလိုက်ပြီးနောက်ဒီအလေးရောင် ရောင်စင်တန်းလေးဟာဟိုးကဘာမြကြီးတဲ့အထိထိုးဖောက်ရောက်သွားတာကိုမြင်ရကြည့်ပါခုဆိုရင်ကျမတို့ဟာကဘာမြကြီးနဲ့ချိတ်ဆက်နေနေပါပြီဆက်လက်ပြီးငွေရောင်အချီနဲ့တန်းခဲ့တော့အလင်းတန်းလေးကကျမတို့ရဲ့ပြီးညောင်ယူကနေတစ်ဆင့်ကျမတို့ရဲ့နှလုံးသားအထိကိုချိတ်ဆက်ပေးထားလိုက်ပါပြီ ကမ္ဘာမြေကြီးဟာကျမတို့နဲ့အတူရှိနေတယ်ကျမတို့ကိုအထောက်ပံ့ပေးနေတယ်အသက်ရှူသွင်းရှူထောက်လိုက်တိုင်းမှာအသက်ရှူသွင်းရှူထောက်လိုက်တိုင်းမှာကျမတို့ဟာကမ္ဘာမြေကြီးနဲ့ချိတ်ဆက်နေတယ်လို့ကျမတို့ရဲ့နှလုံးသားတကားတွေဟာလည်းကောင်းခြင်းတရားတွေကိုလက်ခံဖို့ကြိုးစားဖို့အတွက်ဖွင့်လှစ်ထားလိုက်ပါပြီအခုချိန်မှာဒီဖြစ်တည်နေတဲ့အလင်းတန်းလေးနဲ့ grounding ဖြစ်နေတဲ့အချိန်ခါလေးကိုပဲ အာယုံစိုက်ထားပြီးတော့အသက်ကိုလည်းပုံမှန်လေးဖြည်းဖြည်းမှန်မှန်လေးခြုံသွင်းရှိထုတ်လုပ်နေပါကိုယ့်ရဲ့ energy နဲ့မကန့်ညီတဲ့အရာတွေကိုယ့်အတွက် ကောင်းကျိုးမရှိတဲ့အရာတွေအားလုံးကိုလည်းဆွံ့လွတ်လိုက်ပါဆက်လက်ပြီးအဖြူရောင်အလင်းတန်းတစ်ခုဟာကျမတို့ရဲ့ရှေ့တက်တက်မှာတကားပေါက်တစ်ဖွဲ့ ပွက်နေတာကိုမြင်အောင်ကြည့်ပါအဲ့ဒီအလင်းသန်းတစ်ခုကြားကနေပြီးတော့11 11ပေါ်တင်ဆွဲအင်တွေဟာစီးဆင်းနေပါတယ်မြင်သာစွာနဲ့ရှေ့ကိုလှမ်းလိုက်ပါတင်ဖြတ်သွားတာနဲ့အမျှဒီမြင်မာတဲ့တုံခါမှုလိုက်နေစွဲအင်တွေဟာတင်ပတ်လည်းမှာဝင်းရံထားပါတယ်အလင်းကုတ်တွေ ကောင်းကြီးမင်္ဂလာတွေနဲ့ အဆုံးမဲ့ဖြစ်နိုင်ခြေတွေအကုန်လုံးကိုလည်းခန်းစားကြည့်ပါသိခန္ဓာကိုယ်ထဲမှာရှိတဲ့ဆဲတိုင်းနိုးထလာပြီးတော့ဒီနှလုံးသားကလည်းဒီ energy တွေနဲ့အချိတ်ဆက်မိနေတယ်အခုဆိုလို့ရှိရင်သင်ဟာစัจဝလာကြီးရဲ့စွမ်းအင်တွေနဲ့ချိတ်ဆက်နေပါပြီစိတ်ထဲကနေတိတ်တဆိတ်ဒီ affirmation စီကိုလည်းယူကြည့်လိုက်ပါ စကြဝဠာသည်ငါဤအမြင့်မားဆုံးရည်ရွယ်ချက်များကိုထင်ဟပ်စေသည်ဂျေဇုတင်စွာဖြင့်လမ်းညွှန်မှုတွင်နေကောင်းချီးမင်္ဂလာများကိုလည်းရရှိပါれကုသလပီဓမ္မတော်ကစိတ်ထဲမှာမှတ်ခိုင်းထားခဲ့တဲ့ကိုယ့်ရဲ့ရည်ရွယ်ချက်တွေကိုပြန်ပြီးတော့အာရုံပြုပါကိုဟာအဲ့ဒီစိတ်ကူးပုံဖော်ထားတဲ့အတိုင်း ဖြစ်နေပြီးအဲ့ဒီနေရာအဲ့ဒီအချိန်ကို ရောက်ရှိနေတာကိုခံစားမြင်အောင်ကြည့်ပါပျော်ရွှင်မှုတွေလွတ်လပ်မှုတွေကျေးဇူးတရားတွေကိုလည်းခံစားပါအဲ့ဒီခံစားချက်တွေကို ကိုယ်နှလုံးသားစီကိုပို့လွတ်လိုက်ပြီးတော့နှလုံးသားမှာရွှေရောင်အလင်းတန်းလေးထွန်းတောက်နေပါစေငါသည်ငါရဲ့စိတ်ဝိညာဉ်နဲ့အချိန်ဆက်မိမိနေထိုင်နေတယ် ငါသည်ငြိမ်းအေးခြင်းချမ်းသာကြွယ်ဝခြင်းနှင့်ချစ်ခြင်းတရားတွေကိုဆွဲငင်နေပုံမှန်လေးတက်ရှုသွင်းရှုထုတ်ပြီးတော့ကိုယ့်ရဲ့ညီမတ်ချက်ရည်ရွယ်ချက်တွေရဲ့ energy vibration တွေကိုခန္ဓာကိုယ်တစ်ခုလုံးစီစဉ်နေပါစေဆက်လက်ပြီးတော့မြင်အောင်ကြည့်ရမှာကခုဆိုလို့ရှိရင်ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ ကိုယ့်ရဲ့ခန္ဓာကိုယ်ပတ်ပတ်လည်မှာရွှေဖြူရောင်အလင်းတန်းလေးတစ်ခုကကိုယ့်ကိုဝန်းရံထားတာကိုဝန်းရံထားတာလွှမ်းရှုံထားတာကိုမြင်အောင်ကြည့်ပါစကြဝဠာကိုတူတူလေးပြောရမှာကစိတ်နှလုံးချိတ်ဆက်ပေးမှုအတွက်ကျေးဇူးတင်ပါတယ်အဝေးကနေဖြစ်စေမှုအတွက်ကျေးဇူးတင်ပါတယ်ဒီအလင်းတကားအတွက်ကျေးဇူးတင်ပါတယ် ။တပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်ပါ။ဟုတ်ချိန်တာပါ။ပြီးတော့ဖြည်းဖြည်းချင်းပြန်မှုထုတ်လိုက်ပါ။အလင်းရောင်တန်းလေးဟာအလုံးသားကနေတဆင်ခန္ဓာကိုယ်ထဲက cell တိုင်းကိုပေါင်းဆက်ဝင်ရောက်သွားတာကို ခံစားကြည့်ပါ။ အဆင်သင့်ဖြစ်ပြီဆိုလို့ရှိရင်တော့မျက်လုံးလေးတွေစပြီးထွက်လို့ရပါပြီဒီ11 11 frequency ကိုအားလုံးခံစားမိမယ်လို့မျှော်လင့်ပါတယ်ကျမနဲ့အတူဒီတန့်စင်မြင့်မြတ်တဲ့နေရာမှာအတူတူ meditation activation လေးလုပ်ပြကြတဲ့တူတူတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။